ကလာပါဘမစ်မက်ကဟ ோம் ပရက်ဂနန်စီနဲ့ pre-natal series မှာပြန်လဲကြိုးဆိုပါတယ်ဒီ back week 5ပေါ့နော် မားပဲမြောက်တတိတာအာကြီးထွားမှုဖြစ်စဉ်အကြောင်းကိုမျှဝေတော့မှာဖြစ်ပါတယ်။အာဒီချိန်မှာဆိုလို့ရှိရင်အာငားပဲဖြစ်သွားပြီဆိုတဲ့အခါမှာမိဘတွေအနေနဲ့ကအော်ရာသီမလာပါလားဆိုပြီးွားတော့စပြီးွားတော့စစ်ဆေးကြည့်တဲ့အခါမှာပထမဦးဆုံးအနေနဲ့ကငါကိုဝင်ရှိနေပါပြီလားဆိုတာကိုသိလာတဲ့အချိန်ပေါ့နော်။ဆိုဒီချိန်မှာဆိုရင်ကလေးလေးလေးအသေးလေးပဲရှိသေးတယ်။သူကအခုမှဆဲလုံးလေးပဲရှိသေးရေပေါ့နော်။ဒါပေမဲ့လေဒီဆဲလုံးလေးကသူကအုံနောက်ဖြစ်မဲ့အစိပ်ပိုင်းနော်နှလုံးအဒီအတွင်းခန္ဓာကိုယ်အတွင်းဘက်အဲအင်းအင်းကတွေဒီနှလုံးတို့အဆုတ်တို့ဥတို့ဒါတွေဖြစ်မဲ့အစိပ် ပိုင်းဆက်သဖြင့်ကွဲထွက်သွားပြီဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာကျမတို့တွေကလည်းလောလောဆယ်မှာကိုဝင်ဆောင်နေတာဆော့ပိုင်းဆိုပေမဲ့လည်းဂရုစိုက်ဖို့ရန်ရည်ကြီးပါတယ်ကိုကဟာနော်အရက်တောက်တာတောက်တဲ့လူတွေတို့ဒါမှမဟုတ်လို့ရှင်တခြားပေါ့နော်အာစေတုံးတဲ့လူတွေတို့ပါလို့ဆိုလို့ရှင်အဲ့ဒီဟာကိုရှောင်ကျင်တဲ့နေပါပြီဘာလို့ဆိုတော့ဒီချိန်မှာတွေကကျမတို့တွေကစပြီးတော့ sale တွေကဘာဖြစ်မယ်ဆိုတဲ့ဥစ္စာကိုစပြီးတော့ပွားနေပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်စတရီသားလေးကအခုချိန်မှာဆိုရင်သူ့ရဲ့ size က sesame seeds ဆိုတာဟိုကနှမ်းစည်းလောက်ပေါ့နော်နှမ်းစည်းလောက်ရွယ်လေးပဲရှိပါသေးတယ်အာဒါပေမဲ့မိ ပါတဲ့အနေနဲ့ကတော့ချို့ဆိုလို့ရှိရင်လည်းဘယ်လိုခံစားမလဲဆိုလို့ရှိရင်ခဏခဏစီသွားချင်တာမျိုးတွေတွေ့ရမယ်။အချို့ကျတော့လည်းတရှင်ဘတ်တွေတင်းမာလာမျိုးတွေတွေ့ရတယ်။ဒါမဲ့လည်းဒီဟက်ဒီခံစားချက်တွေကလည်းကျမတို့ရာသီမလာခင်မှာဖြစ်တဲ့ခံစားချက်တွေနဲ့ခက်ဆက်စင်ဖြစ်တဲ့အခါကျတော့ချို့မိပါတွေကတိတ်ပြီးတော့မသိမသားပါတော့။အော်ဆိုပြီးတော့ထင်လာမျိုးကြီးလည်းရှိကောင်းရှိပါလိမ့်မယ်။အချို့မိပါတွေဆိုလို့ရှိရင်လည်းဒီချိန်မှာတည်းက morning sickness လို့ခေါ်တဲ့မနက်ခင်းပြုတ်အကျင်းပေါ့နော်။အဲကျမလှည့်တော့ဆိုလို့ရှိရင်ကျမ wifi မှာတည်းကစပြီးတော့ထမောင်ဆုံးကလေးမှာတော့ကစပြီးတော့အန်နေပေါ့နော်။အော်အစားမလို့ပဲလို့ထင်လိုက်တာဒါပေမဲ့လည်းအ ဲအဲ့ဒီအချိန်မှာဩဩမေကိုယ်များရှိနေလားမသိဘူးဆိုတော့ဆက်လိုက်တာတမ်းပြီးွားတော့ပေါ်လာတယ်ပေါ့နော်ဆိုတော့ကျမလည်းတုန်းကဒီ morning sickness ကြောင့်မလို့ကျမကိုယ်ဝင်ရှိတယ်ဆိုတာကိုသိခဲ့တာဒါက week 4နဲ့အာနေ့ရက်3ရက်လောက်မှာပဲရှိသေးတယ်ပေါ့နော်ဆိုတော့လူတယောက်တယောက်လည်းတော့မတူဘူးဒါပေမဲ့လည်း morning sickness ကတော့ဒီအချိန်မှာချွေးဆိုလို့ရှိရင်လည်းဖြစ်နေပြီပေါ့နော်နောက်ခါအစာကိုဟိုပေါ့ကိုစားနေကြအောင်မစားချင်တော့တာဒါမှမဟုတ်ရင်ရင်းနှုံးကမစားချင်တဲ့အစာကိုစားချင်တာပေါ့နော်ဒီလို food aversion လို့ခေါ်တဲ့အဆင့်လေးကလည်းဒီအချိန်မှာဖြစ်တတ်နေပါတယ်ပေါ့နော်အာနောက်ခုကဒီအချိန်မှာဆိုလို့ရှိရင်မိဘတွေ နေနဲ့ကိုဝင်ဆောင်ဒီဟိုဟိုစစ်တဲ့အစည်းတန်းလေးနဲ့စစ်လိုက်တဲ့အခါမှာအာကျမတို့ကကိုဝင်ရှိချောင်းမရှိချောင်းဆိုတာကိုသိလာနိုင်နေဆိုပေမဲ့ကျမတို့ကဆက်လက်ပြီးတော့တိတ်ချ confirm ဖြစ်ဖို့ပေါ့နော် pregnancy ကို confirm ဖြစ်ဖို့အတွက် appointment လုပ်လို့ရပါတယ်ဒါပေမဲ့ appointment လုပ်တယ်ဆိုလို့ရှိရင်လည်းကျမတို့ကချက်ချင်းဆိုသလိုမျိုးဒေါက်တာ OG ကတွေ့မှာမဟုတ်ပါဘူးဆိုတော့အနည်းဆုံး6 6ဘက်ကနေပြီးတော့7ဘက်လောက်မှမှစပြီးတော့ OG ကတွေ့ပါလိမ့်မယ်ဆိုတော့ appointment ကကြိုပြီးတော့ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီချိန်မှာကိုက positive pregnancy test ဖြစ်တယ်ဆိုလို့ရှိရင်ဖုန်းခေါ်ပြီး ကတော့ appointment လို့ဖို့မပေးပါနဲ့နောက်တစ်ခုက pregnancy apps တွေပေါ့နော်အဲကျမတို့အခုအခုဆိုရင်ဒီထဲမှာရှိတဲ့အကြောင်းအရာတွေကကျမပြောပြလို့ baby center တွေကပြောပြနေတာဆိုတော့ဒီလိုမျိုး app တွေကိုကိုက download လုပ်ထားပြီးွားလို့ရှိရင်အမြင်နဲ့ပဲကြည့်နေတာမျိုးလေးတွေဘာလို့မျိုးပြောင်းလဲသွားပြီးလဲဒါမှမဟုတ်ရင်လည်းဓာတ်ပုံတွေရိုက်ပြီးွားတော့တင်တင်လို့ရတယ်ပေါ့နော်ဆိုတော့ကိုကိုကိုရဲ့ progress ကိုကိုပြန်ပြီးတော့ကြည့်လို့ရတာပေါ့ဆိုတော့ pregnancy apps လေးလေးကိုလည်း download လုပ်ချင်လုပ်လို့ရနေပြီနောက်တစ်ခုက prenatal vitamin ပေါ့နော်ဒါကကျမတို့ကအရှိပိုင်းတည်းကစောပိုင်းတည်းကကိုဝင်စာမှုစူးစမ်းနေတဲ့အမျိုးသမီးတွေက တောက်ခဲ့တဲ့နည်းလို့ကျွန်မပြောတယ်ဆိုတော့ဒီဟာအခုချိန်မှလည်းဆက်လက်ပြီးွားတော့ folic acid ပါတဲ့ prenatal vitamin ကိုဆက်ပြီးတော့တောက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကခုနပြောတဲ့ရက်သေးစားတောက်တာရောเนาะဟာ coffee တောက်တာရောပါဆိုလို့ရှင်လဲကျွန်တော်တော့ coffee ကတောက်လို့မရတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့တဲ့တဲ့မြန်အနေဆုံး short ချသွားဖို့တော့အရေးကြီးရေပေါ့เนาะဆိုတော့ဒီချိန်မှာကျွန်တော်က coffee တောက်တယ်ဆိုလို့ရှင်လဲနှစ်ခွက်ကနေတစ်ခွက်ပေါ့เนาะဖြည်းဖြည်းချင်း short ချဖို့တော့အချိန်ဖြစ်နေပါပြီပေါ့เนาะဆိုတော့ခဏကိုအပြင်းပိုင်းရကြည့်ရင်တော့ဘာမှထူထူပြောင်းလဲမှုမရှိသေးပါဘူးအာဆိုတော့ဒီငါးဘက်မှာဒီ highlight clear တော့ထလောက်ပါ যাবে না পায় জামা দুই যাবে